မြန်မာနိုင်ငံကလူများနဲ့ဆန့်ကျင်ကဂျမေမစားပဲနေကြတဲ့အနုပညာရှင်ကဦးအားလုံးပဲမေလာပါရှင်။ကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါရစေ။မြန်မာနိုင်ငံမှာတမင်ကိုအထူးကစားသုံးကြကအာရပြုကြရဲဆိုပေမဲ့တမင်ကိုလောကမစားပဲရှင်တန်နေကြတဲ့နုပညာရှင်တွေလည်းရှိပါရစေ။တမင်စားနေနေတမင်စားအမကိုကြောက်တဲ့သူတွေကဘသူတွေလဲဆိုတာကိုကြည့်လိုက်ရအောင်နော်။နမန်ကမော်ကွန်တဲမော်ကွန်တဲကငပိရေက အနန္တမကောင်းတာကြောင့်စာချင်းစပွဲမရှိကြောင်းပြောခဲ့တာကြောင့်တနင်္ဂနွေလုံးရဲ့ဆိုကြေးဝိုင်းတာခင်ကြရပါတယ်။မြမနိုင်ငံမှာအနေပေမဲ့ငပင်းနဲ့လည်းမခံနိုင်သလိုငပင်းနဲ့ပတ်သက်တာဘာဆိုဘာမှကိုမစားနိုင်တာပါ။တပြင်းချမင်းလဲတိတ်မစားချင်တာပူစာစားကံပူလိုတာဖြတ်တန်းတာဖြစ်ပါတယ်။မော်ကွန်တက်ကသမင်းစားတာတဲ့ဂျုံနဲ့လှုပ်ထားတဲ့အစားစားရီကောတာစားကံပူတာဖြတ်တန်းတာဖြစ်ပါတယ်။သူကိုယ်သူလဲထိုင်းမင်းသားကိုရီးယားမင်းသားလိုတာပူစံချင်တာဖြစ်ပါတယ်။ နမတ်လေးတန်တာညီတန်တာညီဟာပင်ပင်တိတိလေးနဲ့မိင္လေးတိုင်အားကြတဲ့ခနာကိုကိုပိုင်ဆိုင်ထားသူပါအခုစိန်လဲအကားလာလေးတွေနဲ့ထွန့်တွေကိုမြမအမျိုးသမီးလေးပြေမကြခနာဆိုသလိုပေါင်နေတတ်တာပါဒီလိုလာတရားတွေနဲ့ထူချနေဖို့အတွက်တန်တာညီကထမင်းလုံးဝမစားပါဘူး။ထမင်းစားတာကအချိုးမရှိသလိုဝါရီလိုခန်းစားရတာကြောင့်လုံးဝမစားတာဖြစ်ပါတယ်။ထမင်းမစားဘဲထမင်းအစာထိုးအာဟာရရမယ့်အရာမျိုးတော့ စားသုံးပါရင်တဏ္ဍညထမင်းမစားဘဲခန္ဓာကိုယ်ထိန်းသိမ်းတာကြောင့်လူတိုင်းအားကျတဲ့ခန္ဓာကိုယ်ကိုရထားတာပါ။နံပါတ်3အိတ်သက်တဝိုင်းအိတ်သက်တဝိုင်းကမလေးမျိုးကဆယ်လီတူဖြစ်ကောင်းအနုပညာလောကကိုဝင်ကျင်သူပါ။သူနေတဲ့အနုပညာလောကတွေလောကအောင်မြင်ခြင်းတွေပဲလေခန္ဓာကိုယ်ကြောင့်လူပိုတည်သွားခဲ့တာပါ။အိတ်သက်တော့ဝိုင်းကတခြားသူတွေလိုပုံမှန်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာမဟုတ်ဘဲအတော်လေးကိုတည်တဲ့ခန္ဓာကိုယ်အကျိုးစားကိုပိုင်ဆိုင်ထားတာပါ။ဘိန်းနှွန်းသွားတဲ့အကြောင်းရင်းကတော့ ဝေချာရင်နဲ့ပိန်သွားတာပါ။ဒါပြန်ကျမရင်လည်းမကောင်းတာကြောင့်ပိန်နေကြတာပါ။သူ့အနေနဲ့ထမင်းကိုလည်းအရင်ကကြောက်တလို့မစားချင်လောက်အောင်ပြရတာပါ။ထမင်းမြင်မစားချင်လောက်အောင်စိတ်မတန်ဘူးဆိုရဲအတွေးတွေနဲ့ထမင်းမစားဖြစ်တာအတော်လေးကိုကြားပါပြီ။အခုနောက်ပိုင်းမှာတော့ဝေပြန်တင်နေပေမဲ့ထမင်းတော့မစားဖြစ်ပါဘူး။ငငယ်တုံကအပေါဖောက်ဖောက်လေးနဲ့ချစ်စရာလေးဖြစ်နေပေမဲ့အလောက်သေးပိန်သွားလို့တချို့ကလေ သူမကိုတနာနေကြတာပါ။နမနဲ့ရွေးတန်းလေးတုံ ရွေတားလီထွန်းကထမင်းမစားဘဲနေထိုင်လာခဲ့တာ၁၉နှစ်တောင်ရှိသွားခဲ့ပါပြီ။၂၀ရွေကလေးကထမင်းမစားဘဲတခြားဆားစာတွေကိုသာစားရပါ။ထမင်းမစားတဲ့အကြောင်းအရာတော့ခနာကိုကိုထိန်ထိန်ကျင်လို့ပါ။မြန်မာလူမျိုးတွေကအာဟာရဖြစ်ဖို့ဓမင်းစားကြပေမဲ့ဓမင်းဟာဘိုင်းတဲ့အခါမှာအဆီရီဆုရဲလို့ခံစားခဲ့ကြတာပါ။ဒါကြောင့်မလို့လေကျလက်တဲ့ခနာကိုဖြစ်ဖို့ဓမင်းမစားဘဲနေလာခဲ့တာဖြစ်ပါရင်ဓမင်းလုံးဝမစားဘဲစားချင်တာတွေစားကန်အာဟာရပြုနေရပါ။တကယ်လို့စားရဆိုရင်တော့ နည်းနည်းလေးတော့စားရပါနံပါတ်၁မေလာတန်စင်မေလာတန်စင်ကတော့ထမင်းနဲ့ဟင်းကို စာမယ်နီမတိလို့မစားရဖြစ်ပါတယ်။ငငယ်ကလေးကထမင်းနဲ့ဟင်းစားရနီကိုအလုံးအားတည်တက်ခဲ့ကြပြီမိ။မေလာတန်စင်ကတော့ထမင်းမစားပဲဖြစ်နေရပါ။မေလာတန်စင်ကတော့ထမင်းမစားတတ်ပဲဖြစ်နေရပါ။ထမင်းထည့်ပြီးမှသာဟင်းကိုတတက်စားတတ်တာပါ။ထမင်းစားရတာလေမကြိုက်တာမို့နောက်တော့ထမင်းကိုမစားဖြစ်တော့ပါဘူး။မေလာတန်စင်ကထမင်းမစားတော့ပဲစူးရှီလိုနိုင်ငံခြားဖြစ်တာစားရတာပါ။ အိမ်မှာတမင်စားပြီဆိုရင်လေမီလာတန်စင်ကလုံးဝဝင်မစားပဲတီးတန့်တာမဟုတ်သေးစားတာဖြစ်ပါတယ်ပြိတက်ကြီးတို့ရောတမင်စားရမယ်နဲ့အဖွဲကလားသမီးမစားရမယ့်နဲ့ဆိုတဲ့အဖွဲကလားဆိုတာပြောပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးထားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပြည်သူတွေအတွက်စိတ်ဝင်စားပေးရအောင်ဒီဖြစ်နေပြီပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ဗီဒီယိုတင်တာမျိုးတန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခါလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လည်းကျေးဇူးများတင်ပါတယ်။